ဟုတ်ပါပါ။အော်သူတို့ဆင်းမှာကိုနေပါလေဆိုတော့ဟိုကချက်မပြည့်တဲ့မတင်းနေရာနေပြောဘာဝင်ပြုတ်ဆုံးဆိုတာပေါ့နော်။အော်ကြာမမကံကံမဖြစ်ရင်မောင်မသိန်းလုံးအပေကြတယ် တရားတော့သိဘာမှသိဒီဖြစ်ရရှိပါတော့ဒီရေကားဆိုတော့ဒီလျှောက်တဲ့ကိုသွားပြီးတော့နေကြောက်စီရတော့ကောင်းတော့ပေါ့ကျွန်တော်တဖုန်းကြီးတစ်စီကိုအားမလုံဘူးကဒရင်ဟာတွေတော့လိုဘူးပါလေအဲအဲ့ဒီသူသူတွေတော့အများကြီးသိမရှိပါဘူး။ဟောဆိုတော့ဒီအစီမဖြစ်ခင်တော့အဲ့တင်လို့လို့ကောင်းနေတယ်။အစီဖြစ်တော့ဘာမှလုပ်မရဘူး။ဒီစီကတော့ဒီတိုင်းဒီစီတိုင်းပဲပေါ့နော်။အော်ပြပင်းနဲ့ဆုံးနေဆရာတော့တစင်းပေါ့နော်ဒီကားထဲမှာဆိုတော့ အသေးမက်ကလင်းနဲ့ကိစ္စနေတော့နည်း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 ကြာ3နိုင်လောက်တင်းရတာပေါ့နော်သူကဆီလီကွန်နဲ့ပါတာအဲ့မျက်နှာကိုလိမ့်တာတော့အာနည်းနည်းခန်းနည်းနည်းသိသိမချောင်းဘူးရောင်းတယ်ပါဗမာပြည်ဖြစ်နေပြီကူတာပေါ့နော်ကူတာသူကရဆီလီကွန်နဲ့ကတ်တာပေါ့ပြန်ခွာတာပေါ့ဗားနာပေါ့နော်မျက်နှာဒါမျိုးခဏရရင်လည်းဒီကောင်ကိုကောင်းအောင်မျက်နှာပြစီလေးနေနေတဲ့တော့ခက်တော့ခက်တယ်ဒါပေမဲ့တလက်ကလေးပဲဖျားခဲနေတော့ပြတလက်ကလေးလမ်းနေကိုပိုင်တော့အရေးလေးမပိုင်အဲ့မှာအိတ်နေတယ် အဲ့လိုတော့မရှိပါဘူးဘာလဲဆိုတော့ဟိုအကုန်လုံးကဟိုစီးမောရှိနေကြတဲ့ခါတည်းဟိုမိုးချုပ်တယ်အဲ့အဲ့ဈေးတင်ညာမှာကိုခဏလေးတဲနေလိုက်တာပဲတိတ်အဝေးလျှောက်သွားတာမရှိဘူးတကယ်ခုနကခုနကကျမ်းမာရေးအလုံးလူတာဝန်ကိုကိုတာဝန်လူထားတာဆိုတော့ဟောခုနကကမျိုးလုံးတောက်တောက်ကြည့်တော့မှလည်းကောင်းကျွန်မျိုးလုံးတိတ်မကောင်းတာဆိုရှင်အဲဖေဖေကဟိုစားတဲ့အချိန်တွေပါလေလို့ထားကြတယ်နောက်ကြရယ်ပေါ့နော်စားစားချိန်တွေပါအဲ့ဒါပါပဲကျန်တာတော့ ဟိုမိသမီးလည်းအဲ့လို live ပေးဖြစ်တယ်ပေါ့နော်ရှူတင်နေပါရှင်ဟုတ်ဟာဟုတ်ဖေဖေပါတော့ပို့ပြီးတော့ဟိုလိုဟိုခေါ်လဲစိတ်ရဲ့ဟို strong ဖြစ်တယ်ပြန်မန်းလို့ပြန်မန်းလို့မလုပ်သေးရှင်ပြန်မန်းနေပြန်မန်းနေစိတ်ပြန်မန်းလို့ပြန်မန်းကောင်းတော့မနေတော့ဒီလိုလုပ်နေပါဘူးဒီဘယ်ကောင်လေးတွေက crisis ရှိနေတယ်အဲတပည့်ပြည့်တော့လာမှာပေါ့ဒီဒီထွေးလာမှာပေါ့ပြည့်တော့လာမှာ ဒါတောင်မသိတော့သူတို့ဒရိုက်တာတွေလာလိမ့်မယ်သူတို့ပြောကြတယ်ပင်မန်းလို့ပင်မန်းလို့မလို့သိချင်ပင်မန်းနဲ့ပင်မန်းနဲ့စိတ်ပင်မန်းလို့ပင်မန်းကောင်းဟုတ်ပေးရွေးပေးတဲ့ဇာတ်လမ်းတွေပေါ့နော်အဓိကတော့ပေးရွေးပေးတဲ့ဇာတ်လမ်းတွေနောက်ပိုင်းတော့ပို့ပြီးတော့ရိုက်ဖြစ်မယ်ထင်ပါရဲ့ဟုတ်အဲကိုနိုင်လောတဲ့လက်ခံထားရရှိတော့မကြီးနေမှပြောမယ်မကြီးနေနေနော်ဟုတ်ကဲ့သူတို့စီကိုအားရင်လာကြည့်ကြပါမအားရင်လည်းမကြည့်ကြပါနဲ့